မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြမငင်းကြီးအစီအစဉ်အကောင့်ထဲပေါ်ဖို့မခက်ဘူးလို့မလေးရှားနိုင်ငံခြားဝန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ရင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးအာဆီယံရဲ့လေးနှစ်တာအစီအစဉ်ဟာအကောင့်ထည်ဖို့ရမခတ်တဲ့နိုင်ငံကိုအုပ်ချုပ်နေတဲ့စစ်တပ်ကလိုက်နာတင်ပြီးလူသားချင်းစာနာထောက်ထားရေးအကူအညီတွေဖြန့်ဝေခွင့်ပေးတဲ့နယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးကပြောလိုက်ပါတယ်။ ဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့မြမရွေးကောက်ပွဲကိုအာဆီယံကတားဆီးဖို့မဖြစ်နိုင်ပေမယ့်အာဆီယံနိုင်ငံသားဝင်ကြီးတွေကရွေးကောက်ပွဲမှာအလုံးပါဝင်ပြီးလွတ်လပ်မြတာတဲ့ရွေးကောက်ပွဲဖြစ်စေချင်ကြတယ်လို့လည်းဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါရယ်၂၀၂၁အာနာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကနေစစ်တပ်ကိုစန့်ကျင်တဲ့လက်နက်ကင်တော်လိုင်းရေးဖြစ်ပြောင်းလဲသွားပြီးနောက်လာအနေငယ်ကြောင့်မှမြမနိုင်ငံငြိမ်းချမ်းရေးအချက်၅ချက်ပါဘုံသဘောတူညီမှုကိုအာဆီယံနဲ့စစ်ကောင်ဆောင်တို့သဘောတူညီခဲ့ကြပါရယ်ဒါပေမဲ့ မြန်မာစစ်ကောင်းဆောင်မေအောင်လိုင်ကအာဆီယံဘုံသဘောတူညီချက်ကိုလက်လူရှုနေတယ်လို့ဆွဆွဲခံထားရပါတယ်။အချက်၅ချက်ပါဘုံသဘောတူညီမှုကအကောင့်ထဲပေါ်ဖို့မခက်ပါဘူး။ဆွေးနွေးမှုတွေလုပ်ဖို့ပြည်သူတွေစီအကူအညီတွေရောက်ရှိခွင့်ပေးဖို့အဖွဲ့အစည်းအလုံးနဲ့ဆွေးနွေးမှုတွေပြန်လုပ်ဖို့ကကောင်းပါတယ်လို့အာဆီယံညီလာခံမတိုင်ခင်ကွာလာလမ်ပူမှာအာဆီယံနိုင်ငံချင်းဝင်ကြီးတွေနဲ့တွေ့ဆုံပြီးနောက်ဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောလိုက်တာပါ။ အဲ့ဒီငင်းကြေးရေးအစီအစဉ်ဟာအများအားဖြင့်မအောင်မြင်ပေစိတ်ကောင်းဆောင်တွေကအကျန်းဖက်သမားတွေလို့သတ်မှတ်ထားတဲ့အတိုက်ခံတွေနဲ့ဆွေးနွေးဖို့ဆန္ဒမရှိဖြစ်နေပါတယ်။အရက်သားပြည်သူတွေပေါ်ရရဆက်ဆက်ဥပဒေချိုးဖောက်မှုတွေကျူးလွန်နေတဲ့ဆိုတဲ့အနောက်တိုင်းရဲ့ဆွတ်ဆွဲချက်တွေကိုစစ်တပ်ကဖိချပြီးငင်းကြေးရေးအတွက်ဂရီးပြုတ်ထားတယ်လို့ဆိုပါတယ်။စိတ်ကောင်းဆောင်တွေကလာမယ့်ရွေးကောက်ပွဲကိုဒီမိုကရေစီသို့တဆင်ချင်းလျှောက်လှမ်းမှုကိုပုံဖော်ပြောဆိုနေပေမယ့်အတူရောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုပြီးနိုင်ငံတကာမှာရှုံချခံနေရပါတယ်။ပြည်တွင်း က်ဖြစ်ပွားနေတဲ့ချိန်မှာစစ်ကောင်းဆောင်တွေကဒီဇင်ဘာကစပြီးရွေးကောက်ပွဲအပိုင်းလိုက်ကျင်းပမယ်လို့ကြေညာထားပေမဲ့ဒီမိုကရေစီလိုလားတဲ့ပါတီတွေဖျက်သိမ်းခံထားရပြီးလက်ကျန်ပါတီတွေကတော့ရွေးကောက်ပွဲဝင်ဖို့ဆန္ဒမရှိဒါမှမဟုတ်ပါဝင်ခွင့်တားမြစ်ခံထားရပါတယ်။ကိုစားနိုင်ငံရေးပါတီတွေကတစင်စစ်ကောင်းဆောင်တွေရဲ့ အာနာဆက်လက်တည်မြဲဖို့အတူရောက်ရွေးကောက်ပွဲကိုကျင်းပတာဖြစ်တယ်လို့အများကပြစ်တင်ဝေဖန်နေကြပြီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမှာလည်းမဟုတ်ပါဘူး မိကောက်ဘွဲကိုကျွန်တော်တို့တားဆီးလို့မရနိုင်ပေမဲ့ပွင့်လင်းမြင်သာပြီးအားလုံးပါဝင်နေလွတ်လပ်မြတ်တဲ့ရွေးကောက်ဘွဲဖြစ်စေချင်ပါတယ်လို့ဝင်ကြီးမိုဟာမက်ဟဆန်ကဆိုပါတယ်လူတွေအားလုံးပါဝင်ရပါမယ်မြန်မာနိုင်ငံကလူတချို့ပဲရွေးကောက်ဘွဲဝင်ခွင့်ရပြီးဂျန်တဲ့လူတွေပါဝင်ခွင့်မရတဲ့ရွေးကောက်ဘွဲမျိုးကိုကျွန်တော်တို့အလိုမရှိပါဘူးအဲ့ဒီကိစ္စကိုကျွန်တော်တို့အာဆီယံခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲမှာတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်လို့မိုဟာမက်ဟဆန်ကပြောဆိုထားတာဖြစ်ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့တက်တက်ခိုင်ကိုအကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုစလင်လောင်းအဖြစ်မှပိတ်ဖြတ်ဟုစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကိုအကြွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းပြမပေးပြလိုက်ကြောင်းစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်တွင် အမည်စင်တင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှေ့ကကြီးပါပြဋ္ဌာန်းချက်နှင့်ညှိစွန်းသဖြင့်ကိုယ်စားလှယ်လောင်းစီရင်မပေးပြလိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ကမာရေးဖျားလန်နှင့်ဆရာဆန်လန်းတောင်ရှိ68 resident င်ယာစီမံကိန်းကိုတက်တက်ခိုင်နေအောက်ကျော်ဝင်းတို့ကကမ္ဘောဇားဘန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချိန်ကားခဲ့ကြောင်းတို့ရတွင်68 resident အင်ယာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇားဘန်မှချေးယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါသည်စစ်တပ်ကပြင်ဆင်ထားသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိကကြီးပါလွှတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မ တက်လျော်သည့်ဘေးရန်တောင်းဝန်ကင်းရှင်းသူများဟုပြတ်ထန်ထားရာတက်တက်ခိုင်မာကမ္ဘောဇာဘန်သို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရပါသည်တက်တက်ခိုင်ပါဝင်လွတ်တော်ကိုစလေလောင်း86ကိုလွတ်တော်ကိုစလေလောင်းအရေးချင်းတက်မှတ်ချက်များနဲ့မပြည့်မီသဖြင့်လွတ်တော်ကိုစလေလောင်းများဖြစ်မှပေးဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားတယ်လို့သိရပါဗျ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကာကင်းစကန်နှစ်ခုကိုအေအေနဲ့မဟာမိတ်များထက်မှန်တင်ပိုင်၍ကာပါစာ16အနီးလေးမိုင်ဝန်းကျင်သို့ရောက်ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗရောင်းမြို့နယ်မတုံရွာအနီးရှိကာပါစာ16၏အထက်ပွိုင်ကုန်းနဲ့ကာကင်းစကန်များအသိမ်းခံလိုက်ရသည့်အတွက်ရင်းစကန်များကိုပြန်လည်ရောက်ယူရန်စစ်ကောင်မရှင်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါသည်။စစ်ကောင်မရှင်က63လုံးပွိုင်ကုန်းကိုပြန်လည်ရောက်ယူရန်အတွက်မြေပြင်ထိုးစစ်များအပြင်လက်နက်ကြီးပစ်ကိုလေကြောင်းပစ်ကိုများဖြင့်စစ်ကြောင်းထိုးလာရာ ဝိုင်ကုန်းနဲ့မိုင်းဝက်ခန့်အကွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။နှက်ဆက်၃ရက်နေ့တိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံတုံးပြီး၁၀ချိန်လောက်ကိုပုံလာခြေတဲ့အဲ့ဒီကြားတွေကကာကင်းစကန်တို့ကိုအေအေကတက်သိမ်းလိုက်တယ်လို့သိရပါတယ်ဟုစင်ရီတရင်ရှင်မြစ်ကပြောပါတယ်။ အင်းအင်းနဲ့ဘိုးပေါင်းတပ်ဖွဲ့များ၏တံပြန်ထိုးစစ်ကြောင့်စစ်ကောင်မရှင်တပ်များနောက်ဆုတ်ပင်လိုက်ရသည့်အပြင်ကာကင်းစကန်နှစ်ခုကိုပါရမန်နီအော်တိုဘာ24ရက်နေ့တွင်စစ်ကောင်မရှင်ကထပ်မံလက်လွတ်လိုက်ရကြောင်းသိရပါသည်။အင်းအင်းနဲ့ဘိုးပေါင်းတပ်ဖွဲ့များ၏ထိုးစစ်မှာကာပါစ16နှင့်လေးမိုင်ခန့်အကွာကိုရောက်ရှိနေပြီး စစ်ကောင်မရှင်ကလေးချောင်းနဲ့ဒရုန်းတို့ဖြင့်ဆက်မပြတ်ခုခံနေကြောင်းသိရပါတယ်။စစ်ကောင်မရှင်တပ်က .63 လုံးစခန်းမကြခင်ညောင်ကျိုးနဲ့တောင်ကုန်းလမ်းကြောင်းကိုဥတီတိုက်ခဲ့ပြီးလေးသားတောင်ကျော်ကိုပါစစ်ကြောင်းထိုးနေခဲ့ရမှာယခုရက်ပိုင်းတွင်ကပ္ပါစ16ကိုကာကွယ်ရန်စစ်ကြောင်းများ63လုံး point ကိုအနီးထိဥတီလာခြင်းဖြစ်ပါတယ်။ကပ္ပါစ16ရင်းချက်ဆက်ယုံမှာစစ်ကောင်မရှင်တပ်များအင်အားထက်တိုးထားပြီးမတုံချောင်းများတဝိုင်းနဲ့ဆက်ယုံအနီးတွင်တိုက်ပွဲများနှီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းရှင်းမြစ်ထံမှသိရပါတယ်။ မန်နီအော်တိုဘာ24ရက်နေ့ကလည်းစစ်ကောမရှင်ကမတုံချင်းရွာအနီးတဝိုက်တို့စစ်ကူအင်အား200ခန်းထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာမှာငင်းချင်းရရဖို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလိုအပ်ဟုထိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့ကုံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုတက်ဆိုင်သူအလုံးနဲ့ပြည်သူတွေအပါအဝင်အားလုံးပါဝင်အောင် ကျင်းပဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံခြားရေးဝန်ကြီးစီဟာဆက်ဖောင်ကက်ကောကပြောပါတယ် ရွေးကောက်ပွဲဟာတွေးဆောင်ဆွေးနွေးမှုနဲ့တာရှိခံသောငင်းချမ်းရေးဖြစ်စေတဲ့စဉ်ဆက်မပြတ်သောငင်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်တဲ့လို့၎င်းကဆိုပါရယ်ရွေးကောက်ပွဲမကျင်းပါမီရွေးကောက်ပွဲနဲ့တွေးဆောင်ဆွေးနွေးမှုမှာအားလုံးပါဝင်ဖို့နဲ့ထိုင်းနိုင်ငံကမြန်မာစစ်ကောင်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါရယ် ရွေးကောက်ပွဲကိုအဆုံးသက်ဂိမ်းကစားပွဲလို့မရှုမြင်ကြောင်းရွေးကောက်ပွဲဟာစင်စက်မပြတ်သောတွိတ်ဆုံဆွေးနွေးမှုနဲ့တရှိခံသောငင်းချင်ရေးရရှိစေနိုင်တဲ့ပြန်လည်ရင်ကြားစီရင်မြင့်တင်ပေးမယ်ငင်းချင်ရေးလုပ်ငန်းစဉ်ရဲ့တစိတ်တစ်ပိုင်းသာဖြစ်တဲ့ကြောင်း၎င်းကထောက်ပြပြောဆိုကြောင်းလည်းသိရှိရပါသည် ယခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရရှိဖို့အရေးကြီးတဲ့နှစ်ဖြစ်လာမယ်လို့စီအာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြန်လည်ရင်ကြားစီရင်နေတည်ငြိမ်မှုရမရနဲ့မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာကရွေးကောက်ပွဲကဆုံးဖြတ်ပေးမယ်လို့လည်းလက်ကောင်းကပြောကြားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းအထူးကိုယ်စားလှယ်တူခန့်အရာမှာစဉ်းစားကြဖို့လေဆီယာဆက်ကအာဆီယံကောင်ဆောင်တွေကိုတောင်းဆိုခဲ့ပါတယ်။ကိုယ်ပြည်သူတွေကိုသာမကမြန်မာထိုင်းနေဆက်ပါဝင် အာဆီယံဒေသတစ်ခုလုံးကိုအကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်မတည်ငြိမ်မှုတွေကိုပိုပြီးအာရုံစိုက်ကြဖို့လက်ကောင်ကမိမောင်းထုတ်ပြခဲ့ပါတယ်။အာဆီယံဖွဲ့ရဲ့ဗဟုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြန်မာအရေးကိုနိုင်နိုင်ချင်းချင်းဂိုင်းတွဲပြေရှင်းရမယ်လို့သူကတတိပေးခဲ့ပါတယ်။အခုချိန်ထိအ ပြေဝမလုံဆောင်ရသေးတဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်မှုကိုဘလို့ပို့မှုကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နီးလန်းရှာရပါမယ်လို့၎င်းကပြောကြားကြောင်းသိရှိရပါတယ်။